အားလုံးပဲမင်္ဂလာရှိသောညကြီးလေးပါခင်ဗျာကျောင်းနေမြတော့အားလုံးမို့ခေါ်ပါရယ်โอเคဒီညမှာကျွန်တော်လည်းပြောပြချင်တာကတော့ညကိုနမနေကျွန်တော်ကိုလက်လက်မေးထားတဲ့သူတွေအများကြီးရှိတယ်เนาะအာနေစာအလုံးနဲ့ကျွန်တော်တို့ဒီလက္ခဏာအလုံးနဲ့ဖြူးစင်ကျွန်တော်တို့ကိုပိုင်အလုံးနဲ့ဘာကွာလဲလို့မေးတဲ့သူတွေကိုကျွန်တော်ဒီရည်ပြောပြလိုက်မယ်เนาะဘာကွာလဲဆိုတော့ကွာပါတယ်အရန်ကွာပါတယ်နေစာလက္ခဏာဘဝမှာကျွန်တော်တို့ဘလောက်ပဲအဲဂျူစာဂျူစာဒါပေမဲ့ သူတို့ရဲ့ကန်တရတခုနဲ့ပဲသူတို့ကပေးတာဖြစ်တယ်ဟုတ်တယ်နော်ကျွန်တော်တို့ကိုယ်ပိုင်စီးပွားရေးလုပ်တဲ့ခါကြလို့ဆိုရင်ကျွန်တော်တို့ဘယ်လောက်ထိကြိုးစားလဲဘယ်လောက်ထိကြိုးစားလဲကြိုးစားသလောက်ထိအကန့်အသတ်မရှိ ပြန်လဲတည်ဆောက်လို့ရတာဖြစ်တယ်။ Okay ဒီကျွန်တော်ဒီ common platform မှာကျွန်တော်လုပ်နေတာဆိုရင်တော့တလားကြော်ပဲရှိသေးတယ်။ဒါပေမဲ့ကျွန်တော်အိကက်ရာဒီစုလဲပိုင်ဆိုင်သွားခဲ့ပြီ။ပြီးတော့ကျွန်တော်နေစားဘွားမှာလဲကျွန်တော်ဒါပေမဲ့နေစားလုံးနဲ့တွေ့ပြီးတော့လုပ်လို့ရတဲ့အလုပ်ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ကလုပ်နေတာဖြစ်ပါတယ်။ Okay ဒီအလုပ်ကကျွန်တော်ပြောပြမယ်နော်။ကျွန်တော်ဒီနေ့စဉ်တိုင်းအပြင်မှာဝယ်သုံးတဲ့အရာလေးကိုအာကျွန်တော်ဒီမဝယ်သုံးတော့မယ်နဲ့ အဲကျွန်တော်ဒီ7ဝင်းတို့ပိတ်စီတို့မှာဝယ်သုံးတဲ့ຢာတွေပေါ့ဗျာမဝယ်သုံးတော့ဘူးဒါပေမဲ့ကျွန်တော်တို့တကူရေတန့်ရှင်းမှုတို့ပြီးကျွန်တော်တို့ဒီနေမကောင်းဖြစ်တာတို့ဘာလို့ပေါ့နော်စီးတွေ အာပြီးတော့စင်ကျွန်တော်တို့အလှပြင်ပြီးစီလို့ကျမကြီးဖြည့်သွက်စာလို့အုပ်စုက6အုပ်စုတိရှိပါတယ်အဲ့ဒီအရာတွေကိုကျွန်တော်တို့တွေအပြင်မှာဝယ်သုံးတယ်ဟောပတ်စံပြန်မရဘူးဈေးဝယ်ပြန်လုပ်လို့မရဘူးဒါပေမဲ့ဒီ common platform မှာအဲ့ဒီအရာတွေကိုဝယ်သုံးရင်ဝယ်စားရင်နဲ့ကျွန်တော်တို့တွေဝင်ငွေပြန်ရတယ်ပြီးဝင်ငွေပြန်တိဆောက်လို့ရတယ်ကြိုးစားရင်ကြိုးစားသလောက်ထိအကန့်အသတ်မရှိပြန်လည်တိဆောက်လို့ရတာဖြစ်တယ်โอเคအဲ့လိုမျိုးဝယ်သုံးဝယ်စားရင်နဲ့ကျွန်တော်တို့တွေ အကိုရီးယားဝက်သုံးဝက်စားလိုက်ပြီးကောင်းလို့ဆိုပြီးတော့ညီကိုနှမတွေကိုပြန်ပြီးကိုကတငယ်ချင်းတွေကိုပြန်ပြီးတော့မျှဝင်ပြီးတယ်ငါကဒီမှာဝက်သုံးနဲ့ပတ်ဆိုင်ရတယ်နေဒီမှာဝက်သုံးကြည့်ပါလားဆိုရင် तू ကကိုယ့်ရဲ့ဂျီဝါဖြစ်သွားတဲ့အတွက်ကြောင့်ကိုကပို့ပြီးတော့ထက်ရတယ်ဖြစ်တယ်အဓိကအဲ့ဒီဆင်းအဆင်းအဆင်းနဲ့ပြည်တယ် तू ကနေပြီးတော့ထက်ဆင်းပြီးတော့သွားပြီးတော့မိတ်ဆက်တယ်ထရရလာခဲ့တယ်ကိုရဲ့ GDP ဖြစ်တယ်အဲ့ဒီမှာလဲကိုက20ရာခိုင်နှုန်းထရရတယ်အပီးလို့ရှိရင်ကျွန်တော်တို့ဒီဒီမှာကဝင်ငွေက9000တိပေးတာဖြစ်ပါတယ်ကျွန်တော်တို့လက်ရှိ နေစာလောက်ကလည်း လုံးဝလုံးဝထွက်เสียမလို့ပါဘူးလက်ရှိနေသားလုံးနဲ့တွဲပြီးတော့လှုပ်လို့ရတဲ့အချိန်ပိုင်းစနစ်เนาะ online marketing လို့ခေါ်ပါတယ်ခင်ဗျเนาะတကယ်လို့စိတ်ဝင်စားတယ်ဆိုရင်တော့အသေးစိတ်တင်ကန်းကိုလေ့လာဖို့တော့ဖွင့်ထားပေးပါဖြစ်ပါတယ်အဲ့ဒီတင်ကန်းကအခမ်းမဲ့တင်ပြပေးပါတယ်အရင်ဦးဆုံးစရင်သွင်းရတာဖြစ်ပါတယ်ကျွန်တော်တို့ဒီစရင်သွင်းပြီးသွားမှတည်းရင်ကျွန်တော်တို့စရင်သွင်းတာကကျွန်တော်တို့ဒီ ID နံပါတ်6လုံးပြန်ပေးတာဖြစ်တယ်အဲ့ဒီ ID နံပါတ်6လုံးကပါလုံးလို့ရတယ်ဆိုတော့ ID နံပါတ် ID နံပါတ်6လုံးကကျွန်တော်တို့ဘယ်နိုင်ငံမှာရောက်နေရတယ်ဘယ်ကြီးပဲရောက်နေရောက်နေအဲ့ဒီ ID နံပါတ်ရှိတဲ့တော့ကျွန်တော်တို့ဝင်ငွေတက်တက်လုံး ပြန်ဒီဆောက်လေးရလိမ့်ပြီးပြီးလို့ဆိုရင်ကျွန်တော်တို့ဒီစီပွားဒီအလုပ်ကကိုကအောင်မြင်သွားလို့တက်ကြီးွားတဲ့ခါကျရင်မလုံတော့ရင်မလုံနိုင်တော့ရင်တော့မှကိုကအငွေလည်းပြန်ပေးသွားလို့ရတာဖြစ်တယ်ဗျာ။ Okay အရင်မှတယ်နော်။နေစာလက်ကစားပွားမှာကျွန်တော်တို့လှုပ်လှုပ်လှုပ်ပြီးအငွေပေးလို့ရလား။ပေးလို့လို့ရတယ်ဘယ်လိုပေးလို့ရလဲတော့ငါဒီမှာလှုပ်လှုပ်နဲ့မြင်ဒီမှာလှုပ်ဆိုပြီးတော့သူလည်းနေဘူးတန်းမှာပဲပြပြမမလှုပ်ရမှာဖြစ်တယ်။ Okay ကျွန်တော်တို့ဒီလော့ကို online marketing ကိုကျွန်တော်တို့ဒီ common မှာတိစောက်ထားမှာဆိုလို့ဆိုရင်နေစာလုံးမှာနားသွားခဲ့